ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူကြီးအခုမေကွန်းရှင်ကဥမောင်ကြီးပါဟုတ်ပြီဗျာတောင်ငူညောင်ပင်သာရွာပါဟုတ်ပြီတော်ကဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တဲ့အသက်58နှစ်မှာတဲ့ဦးကြရွေးတဲ့၃ချိန်ခွဲစိတ်ခဲ့ပူပါတယ်တဲ့ဟော၃အရောက်ခွဲပြီနော်ဟုတ်ကဲ့ဆရာကြီးအသက်65နှစ်မှာတဲ့ကြောက်ကတ်မှာတဲ့ကြောက်တီပြီးတော့တဲ့နေပြီးတော့မှာတဲ့ဆေးရုံမှာခွဲစိတ်ကုသခဲ့ရပါတယ်တဲ့ ကျောက်ကလည်းခွဲပြီးပြီ65နှစ်ကကျောက်လည်းခွဲပြီးပြီဟုတ်ပြီဟုတ်ကဲ့အဲ့ဒီအချိန်ကစပြီးတဲ့ဝမ်းချုပ်ခဲ့ပါတယ်အဲ့ဒါတော့ဝမ်းချုပ်တာအကြောင်းတစ်ခုရှိပါပေါ့သူမြင်နော်ဟုတ်ကဲ့ဆရာကြီးဝမ်းချုပ်စီတတ်တဲ့အစာတွေစားကြတာဟုတ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါလေးကြည့်လိုက်ဥမာမနေ့တကယ်ချင်းပေါင်းတဲ့ဆွေသွားလိုက်လဖိစေရောက်လိုက်အီကြွေးစမူစာစားလိုက်ဘရာကျော်လေးတွေ့စားလိုက်ခလေးစားတဲ့ငမုတ်ကျော်အာလူကျော်လေးစားလိုက်အိမ်ကျတဲ့ အသေးလေးကြည့်တာ၅ကြော်ကြက်ကြော်လေးစားလိုက်အဲ့လိုအကြော်လေးပေါ့ဟုတ်ကဲ့ဆရာကြီးတော့ပြောလို့ဒါကတော့အစာတွေထဲမှာကြော်တာမှန်သမျှကို အကုန်ရက်ကြည့်လိုက်ရင်ဟုတ်ကဲ့ဆရာကြီးမေခွန်းရှင်ရဲ့ရောကတဝက်သက်သားပါမှာဟုတ်ကဲ့ဆရာကြီးဘာစားမှလည်းလူမေးရင်ပြုတ်ထားတာဟုတ်ကဲ့ဆရာကြီးပေါင်းထားတာဟုတ်ကဲ့ဆရာကြီးနှက်ထားတာဟုတ်ကဲ့ဆရာကြီးချင်းကြီးဟုတ်ကဲ့ဆရာကြီးအင်းကျူအတုတ်ဟုတ်ကဲ့ဆရာကြီးအဲ့လိုအစာမျိုးပြောင်းစားလိုက်ရင်အဲ့ဒီအစာစားတာတွေကိုရောကသုံးဖို့မဝင် နှစ်ပုံလောက်ပြောက်သွားမှာပါဟုတ်ကဲ့ပါဆရာဆရာကြီးခမရတဲ့ဝမ်းသားရံအတွဲတဲ့ပွေးကိုင်းအရွယ်ပွေးကိုင်းရွက်အမုံကိုတဲ့တောက်ခဲ့ရတဲ့ဆယ်လာနီးပါးခန့်သွားပြီတဲ့ယခုတော့မသွားတော့ပါတဲ့ဝမ်းချူသီးသုံးတော်လဲတဲ့မသွားပါတဲ့ဆရာထုတ်တော်ဆရာထုံရတဲ့သဘောပါသမီးဟုတ်ကဲ့ဆရာကြီးအခုတော့တော့လေဟုတ်ကဲ့ဆရာကြီးအခုဒီဘိုင်းဆိုဆရာအကြံပေးတာလေဟုတ်ကဲ့ဆရာကြီးမကြီးဖြော်ရည်လေးတော့ဟုတ်ကဲ့ဆရာကြီးဒိန်ကျင်တော့ဟုတ်ကဲ့ဆရာကြီးနောက် မနေ့မိုးလင်းလာရင်လေဟုတ်ကဲ့ဆရာကြီးရေတံဘူးပေါ့ရေတံဘူးဟုတ်ကဲ့ဆရာကြီးရေတံဘူးနဲ့အခုခေတ်ရေတံလည်းသိတ်ကောင်းတယ်လေဟုတ်ကဲ့ဆရာကြီးဒါလူတွေအတွက်လူအလိုနမ်းလိုက်ပဲလူအလိုလူလိုက်နေတယ်ဟုတ်လားဟုတ်ကဲ့ပါဆရာရေတံတောက်ထားနေကိုကြာမှာလေဟုတ်ကဲ့ဆရာဆရာဆိုမနေ့မိုးလင်းလာရင်အိယာထားတဲ့တဘူတဘားသွားလိုက်ပြီအဲ့မဲ့ရေတံဘူးကိုနှစ်ပလင်းတောက်ပလိုက်တယ်ဆရာထိုင်နေနေပတ်ပတ်လေးမှာကျန်သေးတယ် ဟိုစေးပေးတဲ့နေရာမှာဆိုရင်၃ပလင်း၃ပလင်းအခုဆရာတိုင်းရဲ့အဲ့ဒီမှာ၂ပလင်း၂ပလင်းဟိုဘောမှာဟိုဘောမှာဟိုနောက်မှာဟုတ်ကဲ့ဆရာရင်ဘူဆောင်းနာသေးတယ်ဟုတ်ကဲ့ပါဒီနေ့ကိုဖြားမြချင်း၄ပလင်းနဲ့၅ပလင်းတော့တယ်ဟုတ်ကဲ့ဆရာရင်အဲ့တော့မျိုးသားတွေတို့ကများသောအားဖြင့်ရှိကွာစီပဲသမီးရဲ့ဟုတ်ကဲ့ပါပေါက်တော့ဘာလို့လဲဆိုပေါက်ရတာပေါ့ဟုတ်ကဲ့ဆရာကြီးပေါက်တဲ့အခါမှာလည်းဒါကြက်မရေးရဟိုမလီမစားပြောတာမဟုတ်ပါဘူးမတက်ရက်ပြီးတော့သွားတာအကောင်းဆုံးပဲအမျိုးသားတွေရဟုတ်ကဲ့ပါဆရာကြီး ုံစင်သွားတာပေါ့ဒီမတ်တရက်သွားလိုက်တော့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့ဘာလို့လဲဆိုဒီရောက်ရောက်လာပြီဆိုလို့ရှိရင်ခုနကသူပြောတဲ့ယောဂရဲ့နောက်ဆက်တွဲမှာစီချိတ်ရောင်နေဆိုတာပေါ်လာလိမ့်မယ်ဟုတ်ကဲ့ပါဆရာစီချိတ်ရောင်တာလည်းအဆင့်၄ဆင့်ရှိတယ်အဆင့်၁နဲ့အဆင့်၂ဆိုရင်စေးတော့တယ်အဲ့ဒါဓာတ်စာပြည့်ပြည့်နဲ့ရမယ်အဆင့်၃တို့၄တို့ကခွဲကိုခွဲရမှာဟုတ်ကဲ့ပါဆရာအဲ့ဒါကျတော့အဖက်ဖက်ကတာဝန်ကြီးတယ်တမီးဟုတ်ကဲ့ပါဆရာအဖက်ဖက်ကတာဝန်ကြီးတယ်ဆိုတာစေးဦးမှာတွင်းလူနာသွားနေရမှာတို့ ကုန်ကြားစည်းတို့ပါလာလိမ့်မယ်လေဟုတ်ကဲ့ပါဆရာအဲ့ဒါတည်းစင်ကျင်နေတာပေါ့နော်ဟုတ်ကဲ့ပါဆရာကျမိုင်နေပါတယ်လို့စင်ကျင်လိုက်လို့မခွဲမစိတ်ဖဲနဲ့ပျောက်သွားတာတော့ဆရာကြီးကအကောင်းဆုံးပဲလို့အကြံပေးခြင်းပါတယ်နော်ဟုတ်ကဲ့ပါဆရာကြီး तू ကတော့ဆရာကြီးပြောတဲ့ခုနကရေများများတောက်ဆိုတယ်မကြီးဖြော်ရေဒါလေးတော့ तू မသုံးပါသေးဘူး तू မေးထားတာလေးကတော့ဆရာကြီးရေနောက်ဆုံးနဲ့ तू စားကားတောက်တော့လဲတဲ့အရေများတာသွားပါသည်တဲ့စကားများလို့မကောင်းဘူးဟုတ်စကားကတဲ့ နေ့စဉ်တောက်တင်ပါသလားတဲ့မတောက်တင်ဘူးဟုတ်ကဲ့ပါဆရာကြီးစကားကိုနေ့စဉ်တောက်ပါတဲ့မကြီးဖြော်ရီတောက်တာအန္တရာယ်ကင်းတယ်ဟုတ်ကဲ့ပါဆရာကြီးဒိန်ညူတောက်တာအန္တရာယ်ကင်းတယ်ဟုတ်ကဲ့ပါဆရာကြီးနောက်အိမ်မှာစားတဲ့အစာအာဟာရတွေမှာအသီး၃လေးမျိုးလောက်ကိုရောပြီးချက်တဲ့သီးဆုံချင်ဟင်းစားစားတာအန္တရာယ်ကင်းတယ်ဟုတ်ကဲ့ပါဆရာကြီးနော်အဲ့လိုစားပြောင်းတော့ပါလို့ဟုတ်ကဲ့ပါစခါတခါတလီတောက်တာအနေမရှိပါဘူးဟုတ်ကဲ့ပါဆရာကြီးအချိုးစားရှိလားဆရာကြီးဘယ်ရလဲစခါတောက်ရင် ဟောအဲ့ဒါတော့အချိုးစားအချိုးစားဟောအချိုးစားကိုဒီနေ့တီစပွန်တုံးတောက်တယ်ဆိုတော့ဟုတ်ကဲ့ဆရာကြီးဝင်ရမသွားပို့တော့ချုပ်တယ်ဟုတ်ကဲ့အဲ့ဆိုနောက်တစ်ချိန်ညပို့တော့မလားလျှော့တော့မလားပို့တော့မှာပါဆရာပို့တော့ပေါ့ဟုတ်ကဲ့ဒီချိန်တော့ဒါတီစပွန်တုံးတောက်တော့ဝင်ရသုံးချိန်လောက်သွားနေတယ်လျှော့တော့မှာပေါ့လျှော့တော့မှာဟုတ်ကဲ့ပါဆရာအဲ့ဒါဘရူးမမေးဘူးမေးလို့အဖြစ်မတွက်နိုင်ဘူးဟုတ်ကဲ့ပါဆရာအဖြစ်မှန်းပေါ့နော်ဟုတ်ကဲ့ပါဆရာအဖြစ်မှကိုယ့်ရဲ့ပါဇက်နဲ့ကိုယ့်ရဲ့သွားတဲ့ဝင်းပေါ်မှာ ကိုယ့်ကိုချင့်ချိန်ရမှာပဲဟုတ်ကဲ့ပါချင့်ချိန်ချိန်ချိန်ဒုက္ခမိန်နိုင်နိုင်ချိန်ချိန်ဒုက္ခမိန်ဆိုစကားလုံးဟာဒါစကားလုံးဖြစ်ထားမှာမဟုတ်အသုံးချရမှာနော်အသုံးချရမှာဟုတ်ကဲ့အဲ့လိုချင့်ချိန်ပါတတ်ပါစီနိုင်ချိန်တတ်ပါစီလို့ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းပြရရှင်းကြပါစီ